မိမိတက်မြောက်ထားသောပညာရက်တွေကိုမိမိအကျိုးအတွက်မကြည့်တတ်သောပတ်ဖိုင်နာကဆရာဆရာမများကဲ့သို့စေတနာနဲ့ဝါဒနာကိုအခြေခံပြီးတော့ပြန်လည်တင်ကြားခြင်းသောအသင်ပြာကောင်းသောဆရာမတယောက်ဖြစ်ချင်လာခဲ့ပါတယ်။ Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ comment like and share ပြုနေလဲဘုရင်ပြေဖို့တောင်းဆိုပါရစေရှင်။ ွားရောက်လာကြသောဂုံတရေကြီးလူကြီးမင်းများဆရာဆရာမများနှင့်စစ်မြေပြင်မှပညာကိုအရေးစွန်ရှာဖွေနေကြသောနိုင်ငံကိုတိုးတက်အောင်ဂုံဆောင်မဲ့တငယ်ချင်းတို့အားလုံးကိုလည်းမင်္ဂလာပါလို့ဦးစွာနှုတ်ခွန်းဆက်သလိုက်ပါရရှင်။ကျမကတော့ Pathfinder Grade 12မှာပညာသင်ကြားနေတဲ့ ZRABU ပဲဖြစ်ပါတယ်။ကျမဒီနေ့ပြောကြားသွားမယ့်အကြံကောင်းစဉ်ကတော့ကျမရဲ့ရည်မှန်းချက်ပဲဖြစ်ပါရရှင်။ လူတိုင်းလူတိုင်းမှာကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်ကိုစီရှိကြရမဟုတ်လားရှင်။ရည်မှန်းချက်ဆိုတာမိအလင်းရောင်နဲ့တူတယ်။ရည်မှန်းချက်မရှိတဲ့သူတွေဟာမှောင်မဲနေတဲ့လမ်းကို မီးမပါပဲသွားတဲ့သူတွေနဲ့တူပါတယ်။ဟိုလမ်းပဲသွားရမလို့လို့ဒီလမ်းပဲသွားရမလို့လို့နဲ့ပေါ့ရှင်။ ကျမလည်းတစ်ချိန်တစ်ခါကမီးအလင်းရောင်မပါပဲလမ်းမောင်ခီးရဲသွားခဲ့ပူပါတယ်ခီးမတွင်ကျဲတဲ့အပြင်လမ်းစာပါပြောက်ခဲ့တာပေါ့ရှင်ဒီလိုနဲ့ကျမဟာအားမလျှော့ဖြတ်လမ်းမလိုက်ဖဲမိမိကိုကိုရှာဖွေခြင်းခေါင်းစဉ်အောက်ကနေနီလမ်းမျိုးစုံနဲ့ကိုကိုကိုရှာဖွေလိုက်တဲ့အခါမှဆိုရင်ဟိုးရင်ထဲနှလုံးသားထဲမှာကိန်းအောင်နေတဲ့ကျမရဲ့ရီမန်းချက်ကိုတွေ့ပြီးလမ်းပွင့်သွားပါတော့တယ် အဲ့ဒီရီမန်ချက်ဟာဆိုရင်ကျမငယ်စဉ်ခါကအင်မတန်မှစာသင်ရခက်တဲ့သူတဦးပါသူများတွေတစ်ခေါက်ထဲနဲ့နားတဲ့ချိန်မှာကျမနှစ်ခေါက်နဲ့လည်းမရသုံးခေါက်နဲ့လည်းမရပါရှင်သူများတွေအတန်းချိန်မှာစာဆိုပြီးလို့သင်ချာတွေတက်နေချိန်မှာကျမဟာစာချက်လို့လည်းမပြည့်နိုင်စာချက်ရင်းနဲ့သာကျရှင်းခဲ့ရတဲ့နေ့တွေရတွေ့လည်းရှိခဲ့ပြန်ပါတယ် ကျမအဲ့လိုနဲ့စိတ်တက်ကြနေတဲ့အချိန်မှာကျမကိုငဲစင်းအခါဂိုက်တင် जा ပေးခဲ့တဲ့ဆရာကကိုက သူများလိုဉာဏ်ပါရမီမထက်ရင်တော့ဇွဲလုံးလာဝရိယပို့ထဲ့လောက်မယ်ဆိုလျင်ရှင်နိုင်ပါလိမ့်မယ်ဆိုပြီးပြောခဲ့ပါတယ်။ အဲ့ဒီအချိန်ကစရပြီကျမဆိုရင် စိတ်အားထက်သန်စွာနဲ့ဆေးရစကားအတိုင်းအားမလျှော်ပဲစာကို သူများတွေတစ်ခေါက်လို့ရင်နှစ်ခေါက်ပို့လို့ပြီးဇွဲလုံးလဝရိယပို့ထည့်လုပ်ခဲ့ရတာကနေအခုပါဆိုရင် grave 12တောင်ခရီးရောက်ခဲ့ပြီပေါ့ရှင်။ ကျမကိုကိုကိုရှာဖွေလိုက်တဲ့အခါမှာဆိုရင်ကျမရဲ့ရည်မှန်းချက်ကတော့ကျမလိုတင်ရခတ်သဘောမပေါက်လဲတော့ကလေးငယ်ចောင်းသားငယ်များလည်းရှိနိုင်သေးတယ်အကယ်၍ကျမသာဆရာမတယောက်ဖြစ်လာခဲ့မယ်ဆိုရင်ဒီလိုကလေးတွေကိုကျမကောင်းကောင်းပြန်လဲပို့ချသင်ပေးနိုင်လိမ့်မယ်ဆိုတဲ့စိတ်ဆန္ဒတွေဖြစ်လာရင်းနဲ့ကျမဟာမိမိတက်မြောက်ထားသောပညာရက်တွေကိုမိမိအကျိုးအတွက်မကြည့်တတ်သောပတ်ဖိုင်နာကဆရာဆရာမများကဲ့သို့စေတနာနဲ့ဝါဒနာကိုအခြေခံပြီးတော့ ပြန်လည်တင် जा ကျင်သောအတင်ပြကောင်းသောဆီယာမတယောက်ဖြစ်ချင်လာခဲ့ပါတယ်ဆီယာဆီယာမဆိုရာမိဘပြီးရင်ခလေးများရဲ့အထီးတွေအများဆုံးဒုတိယရင်ခွင်တစ်စုံဖြစ်ပါတယ်။ဆီယာကောင်းတပြည့်ပန်းကောင်းပန်းဆိုတဲ့စကားပုံအတိုင်းဆီယာကောင်းတယောက်ကြောင့်ခလေးငယ်များရဲ့ဘဝဟာအေကံမုတ်ချပြောင်းလဲနိုင်ပါတယ်။ ဆရာဆရာမတွေဟာနိုင်ငံကိုအကျိုးပြုခေါင်းဆောင်ကောင်းများကိုငွေထုတ်ပေးနိုင်တယ်လို့ကလေးငယ်များရဲ့ကောင်းမွန်တဲ့အနာဂတ်ဖြစ်လာအောင်ထုတ်စစ်ပေးနိုင်တဲ့ပပုဆရာတွေဆိုရင်လည်းမမားပါဘူးရှင်။ကျမလည်းဆရာဆရာမများရဲ့ကောင်းမွန်တဲ့ပုံသွင်းထုတ်စစ်ခံခဲ့ရတယ်လို့ကျမဆရာမတယောက်ဖြစ်လာခဲ့မယ်ဆိုရင်ကျမလည်းကောင်းမွန်လှပတဲ့ပပုလေးများကိုထုတ်စစ်နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့်ကျမရဲ့ရည်မှန်းချက်အိမ်မက်တွေပြည့်ဝဖို့အတွက် စိတ်ဓာတ်စီကံပညာရည်များကိုတည်ချလေးလာစီပူရင်းနဲ့နိုင်ငံကောင်းဆောင်ကောင်းကျယ်ပွန်လေးများကို ပြိုးထောင်နိုင်မဲ့ဆရာမအလုပ်ကိုအကောင့်ထဲပို့သွားပါမယ်လို့ပြောကြရင်ညီကုန်းချုပ်အပ်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်